ဘဝမှာတယောက်တည်းချစ်ခဲ့ပြီးတယောက်တည်းကိုပဲလက်ထပ်ခွင့်ရခဲ့တဲ့တရုတ်ဆောင်စုပြေသစင်ကမင်္ဂလာညစာစားပွဲညလေးမှာခင်မုန်းဖြစ်သူဟိဝေရန်စီကတခုတည်းကိုသာတောင်းဆိုခဲ့တဲ့တရုတ်ဆောင်စုပြေသစင်မင်္ဂလာပါပရိသတ်ကြီးရှင်ဒီကနေ့နိုဝင်ဘာလ15ရက်နေ့ညမှာတော့တရုတ်ဆောင်ဟေဝရန်နဲ့ဆိုပြေတင်စင်တို့ဇနီးမောင်နဲ့နှစ်ယောက်ကမင်္ဂလာပွဲ6ပွဲတွေကနောက်ဆုံးပွဲလေးဖြစ်တဲ့မင်္ဂလာညစာစားပွဲကိုခြေရတဲ့နှိပညာညီကိုမောင်နှမတွေနဲ့အတူပျော်ရွှင်စွာနဲ့ကျင်းပခဲ့ပြီးပဲဖြစ်ပါတယ် မင်္ဂလာညစာစားပွဲလေးမှာလေသတို့သားသတို့သမီးအရန်တွေနဲ့အတူခက်ခဲနာနာတိုက်တိုက်ဝုံဝုံကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီးအဆိုပါပွဲလေးမှာတော့သတို့သားနဲ့သတို့သမီးအတွက်ရှင်နေကမြေတားစကားတွေကို ပြောကြားတဲ့အစီအစဉ်လေးလည်းပါဝင်ခဲ့တာဖြစ်ပါတယ်အဆိုပါအစီအစဉ်လေးမှာတော့သတို့သားနဲ့သတို့သမီးနှစ်ယောက်ကတရားကိုတရားဘလောက်တောင်ချစ်ကြတယ်ဆိုတဲ့အကြောင်းတွေနဲ့ရှေ့ဆက်ပြီးတော့ဘလို့လက်တွဲသားကြမလဲဆိုတဲ့ခန်းစားချက်တွေကိုရှင်းပြပြောကြားရတာပဲဖြစ်ပါတယ်။ ။ဆွေပြေးသစင်ကတော့ခင်မောဖြစ်သူဟိဝေရန်အတွက်အခုလိုပြောလာခဲ့တာဖြစ်ပါတယ်။ကိုကိုကျေးဇူးတင်ချင်တာတခုပဲရှိပါတယ်။အဲ့ဒါကတော့တပွားလုံးအသေးမကွဲဘူးအောင်ထားပေးလိုပါပဲ။နောက်ပြီးဒီတယောက်သေးကိုပဲချစ်ပြီးဒီတယောက်သေးကိုပဲလက်ထပ်ခြင်းနဲ့ငငယ်လေးလေးကဆန္ဒကိုဖြည့်ဆည်းပေးလိုပါပဲ။ဘဝတစ်လျှောက်လုံးဘာပဲကြုံလာကြုံလာအတူတူဖြတ်သန်းသွားကြမှာလေ။ ခြေလေးတယောက်တည်းကိုပဲတစ္ဆာရှိပေးပါဒါတခုပဲတောင်းဆိုပါတယ်ဆိုပြီးတော့တယောက်ဆောင်ဆွေပေးတဲ့စဉ်ကပြောသွားခဲ့တာပဲဖြစ်ပါတယ်ပြုံးဆောင်ဟေးဝီယံဘက်ကလည်းချစ်စနီလေးအပေါ်မှာဆဆရရပြည့်စုံအောင်ထားပေးမှဖြစ်ပြီးဆိုပြတောင်းဆိုတဲ့အတိုင်းပဲတစ္ဆာရှိရှိနဲ့ချစ်သွားပေးပါမယ်လို့ပြန်လည်ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။ကိုယ်ကျေးဇူးတင်ဆက်လို့ရှိပါတယ်။အဲ့ဒါပါလဲဆိုတော့ ဘဝမှာအသေးမကွဲအောင်ထားလို့ပါတယောက်တည်းကိုပဲချစ်ပြီးတော့တယောက်တည်းကိုပဲလက်ထပ်ချင်ရင်ငယ်လေးရဲ့အစမ်းတော့ အများကြီးတော့ပြောစရာမလိုတော့ဘူးဘဝတစ်ခုကိုအတူတူလေးဖမ်းမစို့ရင်းဆိုင်ပြီးတော့ဖျက်ဆီးချင်တယ်ချစ်လေးတရားထဲပို့ပေးသစ္စာရှိပေးပါကျေးဇူးပါ video to the new official